ခဲရန်နှင့်ခဲပြက်ခဲပြက်ကခဲရန်ကိုနှုတ်ဆက်သည်မင်္ဂလာပါခဲရန်ကစိတ်ဆိုးကဒီမှာငါမင်းမိတ်ဆွေမဟုတ်ဘူးမင်းကိုမုန်းနေဟု တုံ့ပြန်သည်ခဲပြက်ကဘာဖြစ်လို့လဲဟုအံ့အားသင့်ကစိတ်မကောင်းစွာဖြင့်ပြန်မေးသည် ခဲရန်ကဘာဖြစ်လို့လဲဟုတ်လားမင်းကငါရေးသမျှလိုက်ဖြတ်နေလို့ပေါ့ကွာငါကအမားတွေကိုပဲဖြတ်တာပါကွာဘာဖြစ်ဖြစ်မင်းကအဖြတ်သမားငါအလောက်ကဖြတ်ဖို့ပါကွာငါနာမည်ကိုကခဲနဲ့ရေးသမျှဖြတ်ရတယ်ခဲပြက်လေမင်းလုံနေတာတွေကအတိတ်ပဲမှမရှိတာဖြတ်တာထက်ရေးတာကပိုပြီးအေးမပါဘူးလားမင်းက အမှန်တွေရေးဖို့တာဝန်ရှိတယ်လို့ငါကလည်းအမားတွေကိုဖျက်ဖို့တာဝန်ရှိတာပဲခဲရန်ကခဲပြက်ကိုကြီးလိုက်ပြီးအင်းဘာဖြစ်ဖြစ်လေမင်းလေတဖြည်းဖြည်းလုံမပါနေပြီပဲခဲပြက်ကအဲ့ဒါငါပဲလေငါတာဝန်ကအမားတွေကိုပြင်ဖို့အနစ်နာခံပေးရတဲ့ဘဝလေငါလည်းမထူးပါဘူးကွာတဖြည်းဖြည်းတို့လာပါပြီ။ဘာပြောပြောကွာ ငါတို့နှစ်ယောက်စလုံးအမှန်ဆုံးဖြစ်အောင်ပေးဆက်နေကြသူတွေမဟုတ်လားသူတို့စကားစားပြတ်သွားသည်ခဲပြက်ကမင်းငါကိုမုံသေးလားဟု ခဲရန်ကိုမေးလိုက်သည်ခဲရန်ကမင်းလည်းအနစ်နာခံမှုဖြစ်တည်နေရသလိုငါလည်းအတူတူပါပဲကွာဘာဖြစ်လို့တယောက်နဲ့တယောက်မုံနေကြမှာလဲခဲရန်ကစက်ပြောသည်မနက်ခင်းမှာငါတို့နိုးထလိုက်တာနဲ့ငါတို့ဘဝတွေဟာ လုံမာပါကြတော့မယ်ဆိုတာသိနေကြတာပဲငါမှရေးမပေးရင်သူတို့ဘယ်လိုလုပ်ပြီးပျော်ကြမှာလဲမင်းကလည်းအနစ်နာခံပြီးတော့ဖြတ်ပေးနေတာပဲသူတို့မှငါတို့နှစ်ယောက်ရှိနေလို့မျော်လင့်ချက်တွေထပ်ဖြစ်စေတာပေါ့အနာဂတ်ဆိုတာအတိတ်ထက်ပိုပြီးကောင်းရမယ်ဆိုတဲ့စိတ်နဲ့သူတို့ဆက်ပြီးလှုပ်ဆောင်နေသမျှငါတို့ကြည်နပ်ပါပြီကွာ ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။